MSP အနုပညာအလောက်ကကြတော့ဟိုလုံးလို့ရတယ်အာဒါပေမဲ့အသက်အရွယ်ကြီးလာတဲ့မြားကျွန်တော်တို့လည်းကျွန်တော်တို့ budget တစ်ခုပေါ့နော် income တစ်ခုကို stable ဖြစ်တဲ့ income တစ်ခုကျွန်တော်လိုချင်လာတယ်ပြီးတော့အာတကယ်တကယ်ကျွန်တော်ချစ်မြတ်နိုးတဲ့အနုပညာကတချင်းဆိုတာလည်းဆိုတာလည်းကျွန်တော်သိလာတယ် အခုတစ်ခေါက်ကဘယ်ဘက်မှမပါပါဘူးဘာလို့လဲဆိုတော့ तू ကပြောတယ်ဒါပေမဲ့ तू လုံးမဲ့အချိန်ကကျွန်တော်ခီးသွားမဲ့အချိန်နဲ့တိုက်တိုက်နေတာပေါ့နော်ကျွန်တော်တလားလောက်ခီးသွားမှဖြစ်နေတော့ဘယ်လိုမှရွှေ့လို့မရဘူးအရှိတူတူနောက်ဆုတ်ဆုတ်တိုက်နေရတယ်အဲ့ဒါနဲ့ကျွန်တော်ဒီတစ်ခေါက်ပွဲမှာမပါဖြစ်ဘူးပေါ့နော်အရှိ तू ဘာပဲလုံးလုံးတချင်းပဲထွတ်ထွတ်အခွေပဲထွတ်ထွတ်ဟိုမန္တလေးမှာလုပ်တယ်အဲ့လိုအဆအဆရေကကျွန်တော်တို့တကယ်ချင်းနေအကုန်လုံးပါတယ်ဒီပွဲတစ်ပွဲတော့မပါဖြစ်တော့သူ့ကိုလာပြီးတော့ တတောင်းမှာဟုတ်ကျွန်တော်တို့နှစ်ယောက်ကဟိုဘာလောက်ထဲက20ဝန်းကျင်လောက်ထဲကတင်းတင်းတောက်တွေ့ပြီးတော့သူရဲ့တတန်းတဝက်လောက်ကကျွန်တော်တို့နဲ့အတူတူဖြတ်တန်းနေတာဆိုတော့သူရဲ့ရည်သားဟောင်းပဲဖြစ်ဖြစ်ရည်သားတက်ဖြစ်ဖြစ်အကုန်လုံးကတိနေပြီးသားပေါ့နော်အကျွန်တော်ကလည်းစီးပွားရေးဘက်ကိုရောက်လာတယ်သူလည်းသူကိုယ်တိုင်လည်းအခုချိန်မှာစီးပွားရေးလုပ်နေတယ်အဲ့တော့ဟိုများသောအားဖြင့်အခုချိန်မှာများသောအားဖြင့်တော့ကျွန်တော်က ကျွန်တော်ဘက်ကအကြံပေးနိုင်တာကတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အကြံပေးနိုင်တယ်။သူ့ဘက်ကတော့ကျွန်တော်ကိုဒီအမှုပညာရေးရာနဲ့ပတ်သက်ပြီးတော့အကြံပေးရဲ။သူကကြောင့်ကျွန်တော်ကိုဟိုအရန်အားမလို့အားမရဖြစ်တယ်။တခြင်းတွေလှုပ်ဖို့ပေါ့နော်။ကျွန်တော်ကကြောင့်ဒီဘက်စီးပွားရေးဘက်ကိုရောက်လာတဲ့အချိန်မှာတခြင်းတွေကိုလှုပ်တော့လှုပ်တယ်ဒါပေမဲ့ရော့လာတာပေါ့နော်အဲ့လိုဖြစ်နေ။ဟုတ်။တခြင်းကလှုပ်ထားပါရဲ့။အဲထွက်နိုင်အောင်လည်းစူးစမ်းနေပါရဲ့။ဒါပေမဲ့အဲ့လိုနည်းနည်းနောက်ကျနေတာပေါ့နော်။အကြောင်းအကြောင်းအကြောင်းကျွန်တော်တို့ဒီအရင်က အားလုံးချစ်ခင်လေးစားရတဲ့အဆိုတော့မမကြီးတယောက်နဲ့လည်းကျွန်တော်တခြင်းတစ်ပုတ်လှုပ်ထားတာရှိတယ်ဒါပေမဲ့ဘယ်သူလဲဆိုတာမပြောသေးဘူးဟိုကအားလုံးပြီးွားတော့မှကျွန်တော်ကြေညာပါမယ်နည်းနည်းလေးနေနံလေးပြောပါဦးပြောပါဦးပြောပါဦးနေနံပြောလိုက်တာလည်းတန်းသိပါ ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ခစ်ကမဟုတ်ဘူးကျွန်တော်တို့အမေခစ်ကချော်လဲချော်လဲလှလဲလှတယ် glamour ပေါ့နော် ကြောက်ဒါပေမဲ့ကြောက်လိုက်တာလည်းသိပါဘာလို့ဆိုတော့လက်ချိုးယူလို့ရလေနှလုံးလားလီးလုံးလားသုံးလုံးလားဆိုလက်ချိုးယူလို့ရဟုတ်တယ်ဟုတ်ပြောရတယ်ပါတကယ်ပါသွားတယ်ခဲ့တယ်ဟုတ်တယ်ဟိုင်းမှာလို့မှာလားမြန်မာနိုင်ငံမှာပဲဟုတ်မြန်မာမှာပဲလုံမှာပါကျွန်တော်တို့ဒီတချင်းကိုလုံနေတာတနှစ်ကျော်လောက်တော့ရှိနေပြီပေါ့နော်အဲဒီအမနေခီးသွားနေရတယ်သူလည်းတကယ်အလုပ်များနေတဲ့အမှုပညာရှင်ဆိုတော့သူ့ကိုစောင့်ရတာကြီးကျွန်တော်ခီးသွားနေရတယ်အဲ့လို၂ယောက်အချင်းအဲ့လို နှိမ့်လို့မရဖြစ်နေရပါတော့အခုတော့ကျွန်တော်တို့ဒီ music video လေးရိုက်ဖို့ကျွန်တော်တို့ daily လေးဆုံးဖြတ်ထားတယ်အဲပြီးရင်တော့ကျွန်တော်တို့ထုတ်မယ်ပေါ့နော်ဟိုကျွန်တော်တို့ဒီကျွန်တော်အသက်ရွယ်နဲ့လှုပ်တင်းလှုပ်ထိုက်တဲ့အရာတခုကိုကျွန်တော်တို့လုံလုံလိုက်တယ်လို့ပဲပြောရမှာပေါ့เนาะအနုပညာအလောက်ကကြတော့ဟိုလုံလို့ရတယ်အာဒါပေမဲ့အသက်အရွယ်ကြီးလာတဲ့မြန်မာကျွန်တော်တို့လည်းကျွန်တော်တို့ ဟို budget တစ်ခုပေါ့နော် income တစ်ခုကို stable ဖြစ်တဲ့ income တစ်ခုကျွန်တော်လိုချင်လာတယ်ပြီးတော့တကယ်တကယ်ကျွန်တော်ချစ်မြတ်နိုးတဲ့အမှုပညာကတချင်းဆိုတာလေဆိုတာလည်းကျွန်တော်သိလာတယ်ဆိုတော့အဲဒီချင်းဆိုတာနဲ့ကျွန်တော်တကယ်သဘောကျတဲ့စီးပွားရေးနဲ့ပဲကျွန်တော်လုပ်ဖြစ်လာပါပေါ့နော်ကျွန်တော်တရုတ်ဆောင်နေပါတယ်ဆိုတော့ကျွန်တော်တော်တော်ကြီးကိုနေပြီးတော့လက်မခံမလုပ်ဖြစ်တော့ဘူးပေါ့နော်ဟုတ် အခက်ခဲတွေကတော့ဒီလိုပါပဲဟိုတကယ်အားပေးနေတဲ့သူတွေရဲ့အားပေးစကားအသံတွေကို ယူပြီးတော့ပဲကျွန်တော်စ조사နေပါတယ်ပြီးတော့ဟိုတနေ့တနေ့မနက်နိုးလာလို့ရှိရင်ဟိုအကြည်ဓာတ်လေးနဲ့နိုးလာအောင်ကျွန်တော်စ조사ရယ်ဟိုအညာပဲကြာလို့ရှိရင်အဲမကောင်းတဲ့အရာတွေမကောင်းတဲ့စိတ်အညစ်တွေကို short ထုတ်နိုင်အောင်ကျွန်တော်စ조사ရယ်အဲ့လိုနဲ့ပဲတနေ့နေ့ဖြတ်တန်းတယ်ကျွန်တော်တို့ကစီးပွားရေးလောကတွေကစဝင်လာတဲ့လူမဟုတ်တဲ့ခါကျတော့ဟိုဘယ်ကနေစလောက်ကန်ရမလဲဆိုတဲ့အရာကို သူများကြီးစီကနေအရင်လစ်လာတယ်ပြီးတော့မှကိုရဲ့ကိုကို passion ဖြစ်တဲ့အရာနဲ့ကျွန်တော်တို့ကတော့ပေါင်းတာပေါ့နော်ကျကိုယူသွတ်တဲ့အရာနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ဒီစီးပွားရေးဒီဘယ်လိုပြောရမလဲ market ထဲကိုကျွန်တော်တို့ကဖြန့်ချီရဲသဘောမျိုးဖြစ်တယ်အဲ့တော့ဟိုအခက်ခဲပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ new product ထုတ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဟိုတုံများကနေဆက်ဆာပြီးတော့ပြန်ပြီးလစ်လာတာပေါ့နော်ဒါပေမဲ့တခုကောင်းတာကကျွန်တော်ကဘယ်အရာမှဘယ်အရာပဲဖြစ်ဖြစ်အာကျွန်တော် ကူညီဘေးနားနေပြီးတော့ကူညီထောက်ပြပေးမဲ့အတူတွေအများတန်းရှိခဲ့တယ်ရှိလည်းရှိနေသေးပဲဆိုတော့ကျွန်တော်ဘေးနားနေပြီးတော့ကူညီထောက်ပံ့ပေးတဲ့ဒီစက်ယုံဝါလူကြီးတွေပဲဖြစ်ဖြစ်ဒီချန်နီပြုံလေးတွေကိုဒီအများစားဆိုလို့ရှိရင်ကျွန်တော်တို့ပက်ကေ့ဂျင်းဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုပြီးကိုကြီးထောက်ပပေးရဲ့လူကြီးတွေပဲဖြစ်ဖြစ်ဒါအမြဲတမ်းကြုံခဲ့ရဲ့ဆိုတော့ဒီလူကြီးတွေရဲ့အကြံဉာဏ်တွေကြောင့်ကျွန်တော်အခုချိန်မှာကျွန်တော်ဒီလိုမျိုးပဲဈေးကွက်ထဲမှာရှိနေတာပေါ့နော်အဲ့ဒီလူကြီးများတွေလာလုပ်နေတဲ့ချိန်မှာဒါလူကြီးလေးဖြစ်တော့ဘာလို့ပြောပါမလဲ စဉ်းစားတော့ဘူးလားပတ်စံကပို့ချိုပါပဲဟုတ်တယ်အမသူတော်မောင်မကြီးသားဟောင်းများဆိုပြီးဖြစ်လေလက်ရှိကြီးသားဆိုတာမဟုတ်သေးဘူးเนาะမြန်မာစတာပစာ